2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပပါမှာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာဒီအမှုကောင်းမွန်သောအနာဂတ်စီတို့ဒီမိုကရေစီပန်းနိုင်စီမဲပေးခြင်းဖြစ်တို့လမ်းချီတိုင်းပြည်သားရာဝါပြောရေးနိုင်ငံသားတိုင်းမဲပေးပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်သူပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှစ်သာပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။ လူမှုစီးပွားဖွံ့ဖြိုးဖို့ရွှေကောက်ပွဲပြင်စတင်ဖို့နိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲယုံသွားပြီးမဲပေးဖို့ဒီမိုကရေစီခိုင်မြဲဖို့မဲယုံသွားပြီးမဲပေးဖို့ဒါကြောင့်ပြည်သူအလုံးကရွှေကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွဟောဆောင်ကြပါစို့နိုင်ငံအနာဂတ်ကောင်းဖို့